ရေချေလိုငပိရောင်ဖို့အတွက် Miss Grand Myanmar 2025တရဖူရနိုင်ခြင်းအရှိဆုံးအလှမဲ့9ဦးပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ Miss Grand International ပြိုင်ပွဲကိုမြန်မာနိုင်ငံပြည်သက်တီးကနှစ်စဉ်တခဲနဲ့အားပေးခဲ့ကြပေမဲ့ပြီးခဲ့တဲ့နှစ်ကစပြီးတော့အားပေးခြင်းစိတ်တွေကွဲပြောက်ခဲ့ရပါတယ်။ Miss Grand ကအလှမဲ့ဂုဏ်ပုံနဲ့မညီပဲငပိရောင်းနေရတဲ့ပွဲတစ်ခုသာသာဖြစ်ပြီးတော့ Miss Grand International 2024အလှမဲ့ရီချေကဖွင့်ဟထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ငပိရောင်းဖို့အတွက်စိတ်အားထက်သန်က Miss Grand မြန်မာ2025မှာဝင်ပြိုင်နေတဲ့အလှမဲ့ရီဒေကတရဖူရနိုင်ခြေရှိတဲ့အလှမဲ့9 ယောက်ကိုဖော်ပြပေးသွားခြင်းပါတယ်။နံပါတ်၅မေသစင်ဦးမေသစင်ဦးက Miss Grand Mandalay 2025ကိုစားပြုနေတဲ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ဘသူမှဝင်မပြိုင်ခြင်းတဲ့ပြိုင်ပွဲကိုမေသစင်ဦးကစီနီယာအလှမဲ့တယောက်အနေနဲ့ခန်းဘက်ဖြစ်ခဲ့တာပါ။မေသစင်ဦးက Miss Universe မြန်မာမှာလည်းဝင်ရောက်ရှင်ပြိုင်ပြီးတော့ Second Runner S ကို ရရှိထားပါတယ်။ Miss Universe ကနေ Miss Grand ကိုပြောင်းလာခဲ့တာဖြစ်ပြီးတော့ Miss Grand Myanmar 2025ဖြစ်မယ်လို့ယုံကြည်လို့ဝင်ပြိုင်နေတာဖြစ်ပါတယ်။ဒါပေမဲ့မေသစင်ဦးကအရင်အားနည်းချက်တွေကိုပြောင်းလဲနိုင်တာမျိုးမရှိသေးတာမို့သိပြီးတော့အားရမနေကြပါဘူး။နံပါတ်၄ ထထွေတာမိုထထွေတာမိုက Miss Grand City ကိုစာပြုအလမယ်နေနဲ့ရှင်ပြန်နေတာဖြစ်ပါတယ် Miss Grand City နေနဲ့ထထွေတာမိုရဲ့အရက်မောင်းကအလမယ်တယောက်နေနဲ့ခိုင်ညီတယ်လို့ကြော်ရှင်တဲ့ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားတာပါဒါကြောင့်မို့လဲဒီနေ့ Miss Grand မြန်မာ2025ပြိုင်ပွဲမှာ Top 5ဝင်လိမ့်မယ်ဆိုပြီးတော့ခံမှန်းနေကြတာဖြစ်ပါတယ် ထက်တွေ့တာမိုးကရခိုင်လူမျိုးတယောက်ဖြစ်တာမို့ရခိုင်ကုံဆောင်အလှမဲ့ဖြစ်အောင်ကြိုးစားသွားမှာပါထက်တွေ့တာမိုးရဲ့မျက်နှာချနဲ့ဟန်ပန်တွေကပြည်သက်တော်များသဘောကျနေကြတာလည်းဖြစ်ပါတယ်နံပါတ်3သရဖီမောင်သရဖီမောင်က Miss Grand Magui ကိုစားပြုအလှမယ်ဖြစ်ပြီးတော့ Top 5ရဖို့နာမည်ကြီးနေတဲ့အလှမယ်တွေတရားတယောက်ဖြစ်ပါတယ်။သရဖီမောင်ရဲ့ Arrow က ထင်းထွက်နေတာမို့အားသာချက်တစ်ခုလိုဖြစ်နေရပါ catwalk ဘိုင်းမှာတော့ဒေသလာပါရဲ့အသွင်ပြင်သိမရှိသေးတာမို့ grand final ပြိုင်ပွဲမှာပြောင်းလဲသွားမလားဆိုပြီးတော့စောင့်ကြည့်ရမှာပါတရဖီမောင်ကတရုတ်ဆောင်နေနဲ့ပညာအမှုပညာလောကကိုအရင်ဝင်ခဲ့တာပါဇလန်ဒွရီမှာတရုတ်ဆောင်ရင်တစ်ဖက်ကနေပြီးတော့ miss grand ပြိုင်ပွဲကို join လာခဲ့တာလည်းဖြစ်ပါတယ်နံပါတ်1အထင်ကရပူပူအထင်ကရပူပူက Miss Grand Yangon East ကိုစာပြုလာမယ်နေနဲ့ရှင်းပြနေရဖြစ်ပါတယ်။ဒီနေ့အတွက် Miss Grand မြန်မာ2025ရဲ့တရဖူကိုရလိမ့်မယ်လို့ထင်ကြီးပြီးခင်ရဆုံးအလှမယ်ဆိုရင်လည်းမမားပါဘူး။အထင်ကရပူပူကဒီနှစ်မြဲ National Director ရဲ့ဖြစ်တဲ့ Marin Sino ရဲ့တပည့်အရင်လည်းဖြစ်တယ်။ဒါကြောင့်မို့သမီးလိုဖြစ်နေတဲ့အထင်ကရပူပူကပဲတရဖူရသွားလိမ့်မယ်ဆိုပြီးတော့ထင်နေကြတာပါ။အထင်ကရပူပူကလည်းဝင်တော့ဖြစ်ဖို့ယုံကြည်မှုအပြည့်အဝရှိပါတယ်။ နံပါတ်1 JK Sophia JK Sophia က Miss Grand Namkhan 2025ကိုစာပြုလာမယ်တယောက်နေနဲ့တရဖူကိုရဖို့စူးစမ်းနေရဖြစ်ပါတယ် JK Sophia ကအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့မြန်မာစတောင်းအစိုးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ရပါတယ် ထက်မြက်တော်လက်တဲ့အပြင်သချင်းဆိုရာဘသူနဲ့မှမတူရာကြောင့်တော်တော်လေးကိုစိတ်ဝင်စားခံခဲ့ရပါတယ်။ဒါပေမဲ့အခုလိုလာမယ့်တယောက်ဖြစ်လာလိမ့်မယ်လို့မထင်ထားကြပါဘူး။ JK ကအင်္ဂလိပ်စကားပြောလဲတော်တော်လေးကောင်းသလိုညံလဲထက်မြက်ပါတယ်။ဒါပေမဲ့အရန်မောင်းကကက်တဝေါ်ပိုင်းမှာလိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။ပရိသတ်ကြီးရောဒီအလာမယ်ရီတွေကဘသူက Miss Grand မြန်မာ2025ဖြစ်လာမယ်လို့ထင်လဲဆိုတာ comment လေးထဲမှာပြောပြပေးပါဦး။ဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်။